တရေတစီတွေဝင်ဘူးကနေရင်ဆိုရတဲ့ဂါထာပြောပြပါအောင်ဖေယခဏခဏဖြစ်နေလို့ပါဖေယပြောပြပါအောင်ဖေယတဲ့မြတ်စွာဘုရားဂိစကုတ်တောင်မှာတရင်သုံးတော်မူနေစဉ်နမင်းကြီးလေးပါမြတ်စွာဘုရားထံရောက်လာပြီးတော့ဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားလောကမှာမြတ်စွာဘုရားကိုကြည်ညိုကြသောနတ်ယခဂန္ဓပတို့လည်းရှိတယ်လို့မြတ်စွာဘုရားကိုမကြည်ညိုကြကုန်သော နတ်ယက္ခဂန္ဓပတို့ဒီလည်းရှိပါတယ်ဗျာအဆိုပါမြတ်စွာဘုရားကိုမကြည်ညိုကြသောနတ်ယက္ခဂန္ဓပတို့သည်မြတ်စွာဘုရားအားကိုးကွယ်စည်းကပ်သည့်ဥပတကဥပတိကမတို့ကိုအနှောက်အယှက်ပေးကြပါသည်ဗျာထိုပုဂ္ဂိုလ်များအနှောက်အယှက်မပေးနိုင်အောင် အာတာနာတိယတုတ်ကိုလျှောက်ထားပါမည်ဗျာတတိတော်တို့လျှောက်ထားသောအာတာနာတိယတုတ်ကိုဟောကြားတော်မူ၍သူတို့အားရွတ်စေတော်မူပါဗျာဤအာရဏတိယသူကိုရွတ်သောပုဂ္ဂိုလ်တို့အား ထိုးသွန်းသောနတ်ဂန္ဓပယခတို့မနှောက်ယှက်နိုင်အောင်တတိတော်တို့ကကာကွယ်ဆောင်ရှောက်ပါမည်ဖျားလို့လျှောက်ထားပါတယ်။ဒါကြောင့်တရေတစီတွေဝင်ဘူးခံရပြီဆိုရင်အာဒါနာတိယတုတ်ကိုရွတ်ပါနော်။ဖျားမှာတန်ဆင်မိအမွှေးနှံ့တာစားတရားများကတ်လူပူဇော်ရင်ကုသိုလ်ရနိုင်လား။အကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်လားတဲ့။ကုသိုလ်ဆိုတာကအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ကို ကုသိုလ်လို့ပြောတာပါဖျားကိုစွန်းရေချမ်းစင်ပြီးပန်းအမွေနှံ့တာစတာတွေကတ်လူပူဇော်တာဟာအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ဖြစ်တာကြောင့်ကုသိုလ်ရပါတယ်အဲ့ဒီကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်သလားဆိုတော့ဝိမု ക്തി ကုသိုလ်ဆိုရင်တော့နိဗ္ဗာန်ရောက်နိုင်ပါတယ်ဝိဝတ္တကုသိုလ်ဆိုရင်တော့နိဗ္ဗာန်မရောက်နိုင်ပါဘူးဝိဝတ္တကုသိုလ်ဆိုတာက လူချမ်းသာနတ်ချမ်းသာကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါဝိမု ക്തി ကုသိုလ်ဆိုတာကတော့နိဗ္ဗာန်ကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါဤကုသိုလ်သည် နိဗ္ဗာန်သို့ရောက်ကြောင်းအကြောင်းအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ကုသိုလ်ပြုမယ်ဆိုရင်တော့ဝိမု ക്തി ကုသိုလ်ဖြစ်တာကြောင့်နိဗ္ဗာန်ရောက်နိုင်ပါတယ်သို့တော့တရိုက်တော့မရောက်ပါဘူးနိဗ္ဗာန်ရောက်ဖို့အကြောင်းအထောက်ပံ့နေနဲ့ပေးတာပါနော်မြတ်စွာဘုရားကသီခံရမယ်လို့ဟောထားတယ် ို့တော့မြင်းကုံတဲ့ဇက်မှာကြတော့လူမိုက်ကိုလူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့ငါဘူးပါတယ်ဖေယားရှင်းပြပေးတော်မူပါဖေယားတဲ့ဒါကဇက်တော်ရဲ့ဆိုလိုရင်းသဘောကိုနားမလည်လို့ပါနော်သိုးသွန်းနေတဲ့တတ္တဝါတကောင်ကိုသူ့လိုဓာတုတတ္တဝါတကောင်နဲ့တွေ့စီပြီးတိမ်မွေးအောင်လှုပ်ခိုင်းတဲ့သဘောကိုပြောတာပါရန်ကိုရန်ချင်းတုတ်ပြန်ဖို့အတွက်လူမိုက်ကိုလူမိုက်နဲ့တွေ့စီပြီးတိုက်ခိုက်ခိုင်းတဲ့သဘောကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒီအကြောင်းအရာကိုပြောရမယ်ဆိုရင် 950နိပတ်တော်ဒုက္ခနိပတ်ဒလဝတ်သူဟနုဇတ်မှာဖရာအလောင်းဟာဗြမ္မာဒမင်းရဲ့မင်းတိုင်ပင်အမတ်ဖြစ်ပါတယ်။ဥတ္တရာပထတိုင်းသားတွေဟာဗြမ္မာဒမင်းရဲ့ထံမှာမြင်းလာပြီးရောင်းတဲ့အခါတိုင်းဖရာအလောင်းကမြင်းတွေကိုကာလပေါင်စင်းနဲ့အညီတံပိုးဖြတ်ပေးပါတယ်။ဒါကိုမကျင်တတ်တဲ့ဗြမ္မာဒမင်းကဖရာအလောင်းကိုအမတ်ရာထုကဖေရှားပြီးနောက်ထပ်လူတစ်ယောက်ကိုအမတ်ရာထုပေးလိုက်ပါတယ်။ပြီးတဲ့အခါမှာသူ့မှာရှိတဲ့အမတန်ဆိုးသွမ်းသော မဟာသောနာအမိရှိတဲ့မြင်းတောက်ကောင်ကိုဥဒ္ဒရာပထတိုင်းသားတွေရဲ့မြင်းတွေထဲကိုလွှတ်စေပြီးအနာတရဖြစ်အောင်တိုက်ခိုက်ခိုင်းပါတယ်။အနာတရဖြစ်ပြီးဆိုတော့မှအမတ်တစ်ကိုဈေးနှိမ်ပြီးဝယ်ခိုင်းပါတယ်။ဒါကိုမကျင်နဲ့ကြတဲ့ဥဒ္ဒရာပထတိုင်းသားတွေကဖရာအလောင်းအမတ်ထံကပ်ပြီးတော့အခုအငြိတောင်းတဲ့အခါမှာဖရာအလောင်းမကသင်တို့နောက်တစ်ခါလာတဲ့အခါမှာမဟာသောနာမြင်းလိုသိုးသားတဲ့မြင်းတောက်ကောင်ကိုခေါ်လာပြီးအဲ့ဒီမဟာသောနာမြင်းနဲ့တွေ့ပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်။ ဥတ္တရာပဋ္ဌာန်တိုင်းသားတွေလည်းပဲနောက်တစ်ခါလာတဲ့အခါမှာအမတန်သိုးသွမ်းတဲ့သူဟနုအမိရှိတဲ့မြင်းတကောင်ကိုခေါ်လာပြီးမဟာသောနာအမိရှိတဲ့မြင်းနဲ့တွေ့ပေးလိုက်ပါတယ်။အဲ့ဒီလိုတွေ့ပေးလိုက်တဲ့အခါမှာဓာတုနန္ဒူချင်းတွေ့ပြီးတော့ပိန်မွေပြီးသက်မြတ်သွားတဲ့အတွက်တခြားမြင်းတွေလည်းတိုက်ခိုက်မခံရတော့ပါဘူးနော်။အဲ့ဒီသဘောကိုစောင့်တဲ့အနေနဲ့ဒီဇက်တော်ဟာဓာတုဓာတုချင်းတွေ့စေပြီးပိန်မွေအောင်လုပ်ခိုင်းတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။ ဆရာတော်ဖရဆင်ခံမြင်းခံစင်တို့တော်ကိုကိုယ်ပဲကြတော့ရင်တရဏဂုံပြတ်တယ်ဆိုတာဟုတ်ပါသလားဖရအလင်းပြပြီးတော်မူပါဖရတဲ့တရဏဂုံတော့မပြတ်ပါဘူးเนาะဘာကြောင့်လဲဆိုရင်ကိုယ်ပဲကြတော့တဲ့လူကဖရကိုပဲအာယုံပြုပြီးကိုယ်ပဲကြတော့လို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီတရိษံယုတ်ထုတွေနဲ့ရောနှောပြီးထုလုပ်ထားတဲ့ဖရစင်တို့တော်တွေဟာဘာကြောင့်ပေါ်ပေါက်လာရတာလဲလို့မိစရာအကြောင်းရှိပါတယ် ်ခိုင်းစရာတချို့ရဲ့အစီရင်တွေကြောင့်ပေါ်ပေါက်လာရတာပါတရိษံရုပ်ထုတွေကိုဖျားဆင်းတူတော်နဲ့အတူရောနှောပြီးထုလုပ်တာမျိုးမလုပ်ကောင်းပါဘူးနော်ဘာကြောင့်လဲဆိုရင်တရိษံဆိုတာကတိအိစာဆိုတဲ့ပုဂ္ဂလာတာပါတိဆိုတာကအိချင်းစားချင်းမိထုံမိဝဲချင်းကိုပြောတာပါအိစာဆိုတာကအလိုရှိတာကိုပြောတာပါအိချင်းစားခြင်းမေထုံမိဝဲခြင်းသုံးခုကိုသာအလိုရှိတဲ့တတ္တဝါဖြစ်ပြီ ူတွေလိုကုသိုလ်အကုသိုလ်ကိုခွဲခြားမသိတဲ့တတ္တဝါဖြစ်တာကြောင့်တိဣ္ဆာတရိษံလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။အဲ့ဒီတရိษံတွေဟာလူတွေထက်ယုံနိုင်ပါတယ်။လူတွေထက်တောင်မှယုံနိုင်တဲ့တရိษံကိုဖျားဆင်းတုတော်နဲ့ရောနှော်ပြီးထုလုပ်တာမျိုးလုံးဝမလုပ်ကောင်းပါဘူးเนาะတခါတုန်းကလေဒီဆရာတော်ကြီးရဲ့ထံကိုထောင်းခံဖျားတဆူလာလှူပါတယ်အဲ့ဒီအခါမှာဆရာတော်ကြီးကဒေါင်းဆိုတာဟာတရိษံဖြစ်တဲ့ ဖျားယူ بوا တော့နဲ့အတူထုလုပ်ပြီးကိုကိုွယ်ပူဇော်တာမျိုးမလုပ်ကောင်းဘူးလို့မင်ကြားတော်မူပါတယ်။ဒါကြောင့်စင်ကံမြင်းခံဖျားကိုကိုကိုွယ်လို့တရဏဂုံမပြတ်တော်လဲပဲစင်တွေမြင်းတွေဆိုတာဟာတရိတ်ဆန်တွေဖြစ်တာကြောင့်ဖျားယူ بوا တော့နဲ့အတူရောနှောပြီးထုလုပ်ပူဇော်တာမျိုးမလုပ်ကောင်းဘူးဆိုတာကိုတော့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖျားတပည့်တော်ပစ္စည်းခိုးတဲ့လူကိုသိနေပေမဲ့မမုန်းကျင်ပါဘူးတရားနဲ့ဘယ်လိုဖြေရမှာလဲဖျားတဲ့ တခါတုန်းကလက်ဒီဆရာတော်ကြီးကအိမ်တအိမ်ကနေဆုံးဖုံးပေးပြီးပြအထွက်ဖနှက်ချွတ်ထားတဲ့နေရာကိုကြည့်လိုက်တော့ဆရာတော်ကြီးရဲ့ဖနှက်မတွေ့တော့ပါဘူးဖနှက်ပြောင်းနေပါတယ်တခြားသောတန်ကားတွေကသူတို့ရဲ့ဖနှက်ကိုစီးပြီးအသီးသီးပြန်ကြွားသွားတော့လဲပဲဆရာတော်ကြီးကတော့သူဖနှက်ချွတ်ထားတဲ့နေရာလေးကိုငေးကြည့်ပြီးမတက်ရက်နေပါတယ်ဆရာတော်ကြီးဖနှက်ပြောက်သွားတာကိုသိတဲ့တကားတယောက်ကဆရာတော်ကြီးထံရောက်လာပြီး ဖနက်ပြောက်သွားလို့စိတ်မကောင်းမဖြစ်ပါနဲ့ဖေဟာတပည့်တော်ဖနက်အစ်စ်တရားလှူပါမယ်လို့ရှောက်ပါတယ်အဲ့ဒီအခါမှာဆရာတော်ကြီးကဖနက်ပြောက်သွားလို့စိတ်မကောင်းဖြစ်နေတာမဟုတ်ပါဘူးဘဝတစ်ခုမှာတုန်းကသူများဖနက်ကိုခိုးခဲ့မိလို့ငါဖနက်ပြန်ခိုးခံရတာပဲလို့တွေးမိပြီးရှက်နေတာပါလို့ပြန်မိန့်ပါတယ်လောကမှာဘယ်အရာမှအကြောင်းမဲ့မဖြစ်ပါဘူးအကြောင်းကြောင့်အကျိုးဖြစ်တာပါမဘပိုင်ရှင်ရဲ့ပစ္စည်းအခိုးခံရတယ်ဆိုတာက မပန်ရှင်ဟာဘဝတစ်ခုမှာတုန်းကသူများပစ္စည်းကိုခိုးခံပြီလို့ဖြစ်ပါလိမ့်မယ်။ဘယ်လိုတရားနဲ့ဖြည့်တင်းရမလဲဆိုရင်ငါပစ္စည်းအခိုးခံရတယ်ဆိုတာဟာငါကဘဝတစ်ခုမှာတုန်းကသူများပစ္စည်းကိုခိုးခံပြီလို့ဖြစ်လိမ့်မယ်။အခုငါပစ္စည်းကိုသူများခိုးပြီဆိုတော့ငါဝေကြွေကြည်ပြီလို့နှလုံးသွင်းပြီးဖြည့်သိမ့်လိုက်ပါနော်။လက်ရှိအတွင်း38မင်းအပြင်38မင်းအများစုကအစိမ့်တွေလို့ဖတ်မိပါတယ်ဖေယား။ ရှင်းပြပေးပါဖေ။တပည့်တော်ကတော့ယရနာ၃ပါးပဲစိတ်ထဲမှာရှိပါတယ်တဲ့။ပါထေယဝတ်အာတာနာတိယတုတ်ပါဠိတော်၌လာတော်အိန္ဒနတ်ခေါ်တရားမင်းကနေစပြီးတေရီတက်ကယခသေနာပတိနတ်အထိ38ပါးသောနတ်တွေကအတွင်း38မင်းဖြစ်ပါတယ်။အဲ့ဒီနတ်တွေကတာမာဒေဝနတ်တွေပါနတ်စိမ့်တွေမဟုတ်ပါဘူးเนาะတချို့ကအတွင်း38မင်းကိုနတ်စိမ့်တွေလို့ထင်တတ်ကြပါတယ် တမ္မာဒေဝနဲ့တွေပါဒါဆိုရင်နှစိမ့်ကဘယ်ဟာဖြစ်မလဲအပြင်38မင်းထဲမှာအိန္ဒနတ်ခေါ်တရားမင်းပြန်ပါလာတဲ့အတွက်အိန္ဒနတ်ကိုဖယ်ထားလိုက်ပြီးအိန္ဒွေးမင်းမဟာဂီရိကနေရွံ့ပယင်နဲ့အထိ36ရောက်သောပုဂ္ဂိုလ်တို့သည်နှစိမ့်တွေဖြစ်ပါတယ်သူတို့တွေကညာတော်အဖြစ်အသေးဆိုးနဲ့တေးကြရတာပါဒါကြောင့်အပြင်38မင်းအပြင်38မင်းအလုံးသည်နှစိမ့်တွေမဟုတ်ပါဘူး အပြင်38မင်းထဲက36ရောက်သောပုံကိုယ်တွေကသာနှစ်ဖိန်းတွေဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အဘိဓမ္မာကဖျားဟောမဟုတ်ဘူးဆိုတာ ဟုတ်ပါသလားဖျားတဲ့။ရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေဤကထာဝတ္ထုကျမ်းကိုအဘိဓမ္မာခုနှစ်ကျမ်း၌ပင်စမမြောက်ကျမ်းစာအဖြစ်ထည့်သွင်းတာကြောင့်ပထမသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာမပါဘဲနဲ့ရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေလက်ထက် တတိယသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာပေါ်ပေါက်လာသည့်အတွက်အဘိဓမ္မာသည်ဖျားဟောမဟုတ်ဘူးလို့တချို့ကပြောဆိုနေကြပါတယ်တကယ်တော့အဘိဓမ္မာသည်ဖျားဟောပါနော်ဘာကြောင့်အဘိဓမ္မာကိုဖျားဟောလို့ပြောရတာလဲဆိုရင်သတ္တသင်္ကာယနာတင်စဉ်ကာလမှာမဟာသီဆရာတော်ဘုရားကြီးကမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံပြီးသည့်နောက်ရှင်မဟာကတ္တပအမှုရှိသောသင်္ကာယနာတင်အရှင်မြတ်တို့သည် ဝီနီးနဲ့တုတ်တံကိုသင်္ကာယနာတင်ပြီးသည်အခြားမဲ၌မိသည့်အကြောင်းအရာကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်ငါအရှင်လို့မင်းကွန်းဆရာတော်ဘုရားကြီးကိုမေးပါတယ်အဲ့ဒီအခါမှာမင်းကွန်းဆရာတော်ဘုရားကြီးကမြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးသည့်နောက်ရှင်မဟာကတ္တပအမှုရှိသောသင်္ကာယနာတင်အရှင်မြတ်တို့သည်ဝီနီးနဲ့တုတ်တံကိုသင်္ကာယနာတင်ပြီးသည်အခြားမဲ၌အဘိဓမ္မာပိဋကတ်ကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်ဘုရားလို့ဖြေကြားတော်မူပါတယ် အဘိဓမ္မာသည်ဖျားဟောမဟုတ်လို့ပထမသင်္ကယနာတင်စဉ်ကာလမှာတည်းကအဘိဓမ္မာမပါခဲ့ဘူးဆိုရင်အခုသတ္ထသင်္ကယနာတင်စဉ်ကာလမှာမဟာစီဆရာတော်ဘုရားကြီးကထည့်မေးမှမဟုတ်ပါဘူးမင်းကွန်းဆရာတော်ဘုရားကြီးကလည်းဖြေမှမဟုတ်ပါဘူးဒါကြောင့်အဘိဓမ္မာသည်ဖျားဟောပါဥစဉ်ပြောတဲ့အထောက်ထားကိုလိုချင်တယ်ဆိုရင် YouTube နဲ့ Facebook တို့မှာသတ္ထသင်္ကယနာလို့ရေးပြီးတော့ရှာပြီးနားထောင်ကြည့်လိုက်ပါသိပါလိမ့်မယ်နော် ဖျားမရှိသည့်နောက်ပိုင်းနှစ်240ခန်းမှအဘိဓမ္မာကျမ်းကိုသင်္ကယနာတင်နိုင်ခဲ့ပါတယ်။ဖျားကလက်ပြေမှာဟောခဲ့တာတို့ဆိုတာလက်ခံနိုင်ဖို့ကပ်ပါတယ်။သီရိလင်္ကာတွေရဲ့လက်ရာဆိုတာနှိစက်ပါတယ်တဲ့။အဘိဓမ္မာကိုဖျားဟောဖြစ်တယ်လို့တင်လိုက်ကြတဲ့ကဒီလိုမှန်တွေတက်လာမယ်ဆိုတာကိုကြိုတက်ထားပါတယ်နော်။ဒီမှန်ပိုင်ရှင်လိုပဲတချို့ကမြတ်စွာဘုရားနှက်ပြေကြွတယ်ဆိုတာငူရင်းတုတ်တန်ပါဠိတော်တွေမှာမတွေ့တဲ့အတွက် အဘိဓမ္မာကိုဖျားဟောမဟုတ်ဘူးလို့ပြောဆိုနေကြတာတွေရှိပါတယ်။တကယ်တော့တုတ်တံကိုတည်တည်ချာချာမလေ့လာလို့ပါနော်။မြတ်စွာဘုရားတုတ်တံမှာလက်ပြကြွားကြောင်းဟောကြားထားတာရှိပါတယ်။ဘယ်မှာဟောကြားထားတာလဲဆိုရင်မေဇိမနိကေဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်လောမတကင်္ကိယဗတ္တိကရထတုတ်မှာဟောကြားထားတာပါနော်။လောမတကင်္ကိယဗတ္တိကရထတုတ်ဆိုတာဟာမြတ်စွာဘုရားထည့်ရိုက်ဟောတဲ့တုတ်တံဖြစ်ပါတယ်။ အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားလက်ပြေကြွားကြောင်းဟောကြားထားပါတယ်။ဒါကြောင့်အဘိဓမ္မာဟာလက်ပြေမှာဟောတယ်ဆိုတာငင်းစရာမရှိပါဘူးเนาะ။နမောတတအဓိပ္ပယ်လေးတနာတော်အားဖြင့်ရှင်းပြပေးတော်မူပါဘုရား။နီနီလေးနဲ့ဝေးနေလို့ပါဘုရားတဲ့။နမောတတဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့တမ္မာတံဗုဒ္ဓဂုံတော်ရဲ့ဆိုပြီးဂုံတော်သုံးမျိုးပါဝင်သည့်တူတူလေးနဲ့ထိရောက်သောဘုရားရှိခိုးဂါထာဖြစ်ပါတယ်။ တချို့ကနမောတတဂါထာကိုယူဆိုတဲ့အခါမှာနမောတတဘဂဝတောအရဟတော သမ္မာတန်ဗုဒ္ဓတဆိုပြီးလေးပါဒခွဲ၍ဆိုကြပါတယ်အဲ့ဒီလိုဆိုတာဟာမှားပါတယ်နော်တန်ယုတ်တနိကေအာဂန္တဝတ်ဒဏင်စာယီတုတ်အဖွင့်တီကာမှာနမောတတဂါထာသည် နမောတတဘဂဝတောအရဟတောသမ္မာတန်ဗုဒ္ဓတဟု၍ငါးပါဒခွဲပြီးဆိုရသောဂါထာဖြစ်သောကြောင့် နမောတတဂါထသည်အေဝံပင်စပရိကဂါထဖြစ်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်နမောတတဂါထကိုဆိုတဲ့အခါမှာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတဟု၍ငါးပါဒခွဲပြီးဆိုရမယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။နမောတတဂါထရဲ့အဓိပ္ပာယ်ကတော့ဘဂဝတောဘုံတော်ကြီးတော်မူသောအရဟတောပူဇော်အထူးကိုခံယူတော်မူထိုက်သောတမ္မာတံဗုဒ္ဓတတရားအလုံးစုံကို ကိုတော်တိုင်သိမြင်တော်မူထသောတတထိုမျက်စွာဖရာအားနမောရှိခိုးပါ၏လို့အတိပ္ပယ်ရပါတယ်။တပည့်တော်မသိလို့မေးတာပါဖရာမနက်ဖက်ထမင်းကြော်စွမ်းဥဥဖြားဖြားကတ်လို့ရလားဖရာဖြီးပြီးတော်မူပါဖရာတဲ့။တချို့ကလေထမင်းကျန်းတွေကိုထမင်းကြော်လုပ်ပြီးမနက်ဖက်မှာဖရာစွမ်းတော်တင်လို့ရပါသလားလို့မေးတာတွေရှိပါတယ်။ကျန်းညွန့်ကိုတော့မှတ်မှတ်မိတော်ဘူးနော်။မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းက ပုံနာကြီးတယောက်ဟာထမင်းစားနေစဉ်မှာမြတ်စွာဘုရားကြွရောက်လာတဲ့အတွက်မြတ်စွာဘုရားကိုအလွန်ကြည်ညိုတာကြောင့်သူစားပြီးသားကြံတဲ့တဝက်ကိုမြတ်စွာဘုရားအားလောင်းလှူလို့တဲ့အတွက်အရှင်ဂေါရက်မှာအကျွန်ုပ်စားပြီးသားကြံတဲ့တဝက်ကိုလောင်းလှူလို့ပါတယ်လက်ခံပါသလားလို့မေးလျှောက်ပါတယ်ဒီအခါမှာမြတ်စွာဘုရားကပုံနာကြီးတို့ကအလှခံပုဂ္ဂိုလ်ဖြစ်တာကြောင့်လက်ခံပါတယ်ဆိုပြီးပုံနာကြီးစားပြီးသားကြံတဲ့တဝက်ကိုအလှခံပြီးဖုံးပေးတော်မူပါတယ်ဒါကြောင့်မိမိကကြည်ညိုတဲ့စိတ်နဲ့ ိတ်တန်တန်ထားပြီးတော့ဖះဆွမ်းတော်တင်မယ်ဆိုရင်တင်လို့ရပါတယ်အပြစ်မဖြစ်ပါဘူးကုသိုလ်ပဲဖြစ်ပါတယ်နော်အရှင်ဖះအိမ်မှာအိမ်တွင်းနဲ့မရှိပဲနေလို့ရပါသလားဖះမသိလို့ပါတဲ့နတ်ဆိုတာကိုအရင်ပြောမယ်နော်နတ်ဆိုတာနာထဆိုတဲ့ပါဠိကလာတယ်လို့ဝောဟာရလိနတ်ထဒီပဏီကျမ်းမှာဆိုပါတယ်နာထဆိုတဲ့အတိတ်ဘယ်ကကိုယ်ွယ်ရာအာထာရာလို့အတိတ်ဘယ်ရပါတယ် နတ်က၃မျိုးရှိပါတယ်။နတ်၃မျိုးကဘာတွေလဲဆိုရင်၁ဖျားပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့်ဝိတုဒ္ဓိနတ်၂နတ်ပြည်၆ထက်နှင့်မြမဘုံ၂၀၌ဖြစ်ကြသည့်ဥပပတ္တိနတ်၃ရှင်ဘယင်မိဖုရားစတဲ့သမုဒ္ဒိနတ်တို့ပဲဖြစ်ပါတယ်။ဖော်ပြပါနတ်၃မျိုးထဲမှာဖျားပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့်ဝိတုဒ္ဓိနတ်များကိုတော့ကိုယ်လေကိုယ်ွယ်ကောင်းပါတယ်အားလေအားထားကောင်းပါတယ် ဥပပတိနတ်နဲ့သမုဒိနတ်တို့ကိုတော့မကိုးကွယ်ကောင်းပါဘူးအားထားလို့တော့ရပါတယ်အဆိုပါနတ်သုံးမျိုးထဲမှာအိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့ဥရှင်ကြီးတို့မြင့်ဖြူရှင်တို့စတဲ့ပုံကိုယ်တွေမပါပါဘူးเนาะဘာကြောင့်မပါတာလဲဆိုရင်နတ်မဟုတ်လို့ပဲဖြစ်ပါတယ်နတ်မဟုတ်ရင်ဘာတွေလဲဝိမာနိကပြိတ္တာတွေပဲဖြစ်ပါတယ်ဝိမာနိကပြိတ္တာတွေကိုဂိုင်းဆရာတချို့က နတ်ဆိုတဲ့အမိတက်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင် တချို့ကမျက်စိလဲသွားကြတာဖြစ်ပါတယ်။ဒါကြောင့်အိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့မြင်းဖြူရှင်တို့ဥရှင်ကြီးတို့စတဲ့ပုံကိုယ်တွေဟာနတ်မဟုတ်ပါဘူးဝိမာဏိကပြိတာတွေပဲဖြစ်ပါတယ်။အဲဒီလိုဝိမာဏိကပြိတာတွေကိုအိမ်မှာထားပြီးကိုကိုယ်စရာမလိုပါဘူးနော်။အိမ်မှာထားပြီးတော့ကိုကိုယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ် ဘာကြောင့်လဲဆိုရင်သူတို့တွေမှာကိုးကွယ်ခံထိုက်တဲ့ဂုံမရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်မှာထားเสียရမလိုပါဘူးเนาะဒီလိုပြောလို့တချို့ကရှေးထုံးကိုပယ်တယ်ဆိုပြီးပြောကောင်းပြောကြပါလိမ့်မယ်။ရှေးထုံးဆိုတဲ့နေရာမှာကောင်းကျိုးဖြစ်တဲ့ရှေးထုံးဆိုရင်တော့မပယ်ဘဲထားရမှာဖြစ်ပါတယ်။ကောင်းကျိုးမပေးတဲ့ရှေးထုံးဆိုရင်တော့ပယ်တဲ့ကပယ်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုတော့သိထားဖို့လိုပါတယ်။ အရှင်ဖေယမိခွန်လေးတစ်ခုလောက်မိခွင့်ပြုပါဖေယမိမနဲ့သားသမီးတို့ကိုစေတနာနဲ့လှုပ်ကြွေးရတာကုသိုလ်ရပါသလားဖေယတဲ့ကုသိုလ်ရတာပေါ့နော်မြတ်စွာဘုရားကမင်္ဂလာတုံမှာဗုဒ္ဓဓာရတသင်္ကဟောသားမယားတို့ကိုချီးမြှောက်ထောက်ပံ့ခြင်းသည်ကောင်းမြတ်သောမင်္ဂလာမိဤလို့ဟောကြားထားပါတယ်ချီးမြှောက်ထောက်ပံ့တဲ့နေရာမှာလည်းပဲလေးချက်ရှိပါတယ် လေးချက်ကဘာတွေလဲဆိုရင်1တာမယားကိုပစ္စည်းဥစ္စာတစ်စုံတစ်ခုပေးခြင်း2တာမယားကိုချစ်လိုဖွယ်သောပိယဝါစာစကားပြောဆိုခြင်း3အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက်ဆောင်ရွက်ပေးခြင်း4စားမှုနေမှုဆက်ဆံမှုတို့၌ကိုနှစ်ထပ်တူပြုခြင်းတို့ဖြစ်ပါれအဲ့ဒီလေးချက်နဲ့အညီတာမယားတို့ကို ပြုစုလှုပ်ကြွေးဆောင်ရှောက်မယ်ဆိုရင်မင်္ဂလာတရားနဲ့ညီတာကြောင့် ကုသိုလ်ရတယ်လို့မှတ်သားထားရပါမယ်။အရှင်ဖရအိမ်မက်16ချက်မှတ်တဲ့ကောသလမင်းကြီးကတေလွန်ပြီးဘယ်ရောက်သွားတာလဲဖရလုံးဝမသိ၍မေးခြင်းဖြစ်ပါတယ်အရှင်ဖရတဲ့။မြတ်စွာဘုရားလက်ထက်တုန်းကအထင်ရှားဆုံးပုဂ္ဂိုလ်၄ဦးရှိပါတယ်။အဲ့ဒီပုဂ္ဂိုလ်၄ဦးကဘယ်သူတွေလဲဆိုရင်၁အနာထပိန်တထေကြီး၂ဝိသါခာကျောင်းအမကြီး၃ကောသလမင်းကြီး၄ဗိမ္မိတာရမင်းကြီးတို့ပဲဖြစ်ပါတယ်။ အနာတပိန်တတိကြီးကွယ်လွန်တဲ့အခါမှာတုတိတာနတ်ပြည်မှာနှစ်သားဖြစ်ပါတယ်။ဝိသာခာကျောင်းအမကြီးကွယ်လွန်တဲ့အခါမှာမိမာနရတိနတ်ပြည်မှာသူ့နေမိတာနတ်မင်းကြီးဤမိဖုရားဖြစ်ပါတယ်။ဘိဗိတာရမင်းကြီးကွယ်လွန်တဲ့အခါမှာသတုမာရဲ့နတ်ပြည်မှာနှစ်သားဖြစ်ပါတယ်။ကောသလမင်းကြီးကွယ်လွန်တဲ့အခါဘယ်ဘုံရောက်တယ်ဆိုတာကို မသိရပါဘူးเนาะ။ဘာကြောင့်မသိရတာလဲဆိုရင်မြတ်စွာဘုရားမဟောခဲ့လို့ပဲဖြစ်ပါတယ်။ မဟုတ်ခဲ့ရတဲ့အကြောင်းရင်းကလည်းပဲမင်းမြန်လျှောက်ထားတဲ့သူမရှိလို့ဖြစ်ပါလိမ့်မယ်နော်ဒါကြောင့်တိတိကုဆရာတော်ကြီးဗုဒ္ဓဂါယရောက်လို့အဲ့ဒီလေးဦးကိုကောင်းမှုပြုပြီးအမျှဝေတဲ့အခါမှာဘလို့ဝေတယ်လဲဆိုရင်တုတိတာနတ်ပြည်၌ရောက်နေသောအနာထပိန်တတိကြီးအား၎င်းမိမာနရတိနတ်ပြည်၌ရောက်နေသောဝိတာခာကျောင်းအမကြီးအား၎င်းသတုမာရိနတ်ပြည်၌ရောက်နေသောဗိမ္မိတာရမင်းကြီးအား၎င်း ဘယ်ရောက်နေမှမသိသောကောသလမင်းကြီးအား၎င်းအမျှပေးဝေပါ၏လို့ဆိုပြီးကောင်းမှုကိုအမျှပေးဝေထားတာတွေ့ပါတယ်။ဒါကြောင့်ကောသလမင်းကြီးဘယ်ရောက်နေတယ်ဆိုတာကိုမသိရပါဘူးเนาะ။နာယကဂုံ6ပါးအကြောင်းရှင်းပြပေးပါဖရာတဲ့။နာယကဂုံ6ပါးဆိုတာ1ခမာတိခန့်ခြင်းခေါ်ခန္တီတရားရှိခြင်း2ဇာဂရိယအစအစအရာရာတတိရှိ၍ညှိုးချခြင်း3 ဥဌာဏမေသားတို့ထက်စထက်များစွာတာလွန်သောလုံးကရှိခြင်း၄တန်ဝိပါကလျော်ကံလျော့ပတ်တော်တန်သလိုခွဲစေ၍ချီးမြှောက်ထောက်ပံ့ခြင်း၅တရားသူတစ်ပါးတို့အားမိမိနှင့်မခြားတနာကျင်နာခြင်း၆အခဏာအလုံးစုံသော အခွင့်အရေးကိုတွေးတောမျှော်မြင် စင်ကြင်ညာနှင့်ပြည့်စုံခြင်းစုံစမ်းခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာနာယကဂုဏ်၆ပါးပဲဖြစ်ပါတယ် အရှင်ဖရာသွေးလူလို့ရတဲ့အကျိုးကျေးဇူးလေးရှင်းပြပေးတော်မူပါဖရာတဲ့ဖရာအလောင်းတွေဖြစ်ခြင်းတဲ့စွန်ချီချင်း၅ပါးဆိုတာရှိပါတယ်စွန်ချီချင်း၅ပါးကဘာတွေလဲဆိုရင်၁ဒဏပရိစ္ဆာကစည်းစိမ်ဥစ္စာကိုစွန့်လွတ်လှူဒန်းခြင်း၂အင်ကပရိစ္ဆာက ခြေလက်အစရှိသောအသွေးအသားအင်ကအစိတ်ပိုင်းတို့ကိုစွန့်လွတ်လှူဒန်းခြင်း၃ပုဒ္ဒပရိစ္ဆာက သာသမီကိုစွန့်လွတ်လှူဒန်းခြင်း၄ ပရိယပရိစ္ဆာကဇနီးမယားကိုဆွန့်လွှတ်လှူဒန်းခြင်း nga ဇီဝိတပရိစ္ဆာကအသက်ကိုဆွန့်လွှတ်လှူဒန်းခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါဆွန့်ချီးခြင်း၅ပါးထဲမှာအင်္ဂပရိစ္ဆာက ခြေလက်စာသောအသွေးအသားအင်္ဂါအစိပ်ပိုင်းတို့ကိုဆွန့်လွှတ်လှူဒန်းခြင်းဆိုတဲ့အချက်ပါတာကြောင့်သွေးလှူခြင်းဟာဖျားအလုံးတို့ဖြစ်ခြင်းတဲ့ဆွန့်ချီးခြင်း၅ပါးတပါးကိုဖြစ်ခြင်းရာရောက်ပါတယ်ဘယ်လိုကောင်းကျိုးတွေခံစားရတယ်လဲဆိုရင်ဖြစ်လျာဘဝတိုင်းမှာ အသက်ရှည်ပြီးတော့အနာရောဂါကင်းခြင်းဆိုတဲ့အကောင်းကျိုးကိုခံစားရပါတယ်နော်အရှင်ဖရာဥပုပ်ဆောက်ပြီးပြီးပိုးကောင်မွားကောင်တွေတက်နေမိခဲ့ရင်ဥပုပ်ကျိုးနိုင်ပါသလားဖရာတဲ့ခုတကနိကေဓမ္မပဒပါဠိတော်ယမကဝတ်သကုပါလမထေဝိတ္ထုမှာမျိုးလုံးနှလုံးကွယ်နေတဲ့သကုပါလမထေကြီးဟာစင်းကြံကြွားတဲ့အခါမှာပိုးကောင်မွားကောင်လေးတွေကိုမမြင်တဲ့အတွက်တက်နေမိတာကြောင့်ပိုးကောင်မွားကောင်လေးတွေတည်ကြည်ပြည့်စည်ရပါတယ် အဲ့ဒါကိုမြင်တဲ့ယဟန်တချို့ကသကုပါလမထေကိုကဲ့ရဲ့အပြစ်တင်ပြီးဖျားရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကသကုပါလမထေကိုခေါ်တော်မူ၍ခြေသားသကုပါလပင်စင်းကြံကြွားတဲ့အခါမှာပိုးကောင်မွားကောင်တွေကိုမြင်ပါသလားလို့မေးပါတယ်သကုပါလမထေကမမြင်ပါဘူးဖျားလို့ပြန်လည်လျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကခြေသားတို့မမြင်တဲ့အတွက်ကြောင့်စေတနာနဲ့တကွနင်းတာမဟုတ်တဲ့အတွက်အပြစ်မရှိယဟန်တာတို့မိသည် သူတစ်ပါးဤအသက်ကိုတယုထုံးစံမရှိလို့ဟောကြားတော်မူပါတယ်။အဲ့ဒီလိုဟောကြားတော်မူလိုက်မှပဲသက္ခုပါလမထေရဟာယဟန္တာဖြစ်နေတယ်ဆိုတာကိုအာလုံသိသွားကြရပါတယ်။ဒါကြောင့်မြတ်စွာဘုရားကစေတနာကိုကံလို့ဟောတာ ဖြစ်တဲ့အတွက်စေတနာနဲ့တကွပိုးကောင်မှွားကောင်တွေကိုတက်နေပြီးတတ်မှတာအပြည့်ရှိတဲ့အတွက်ဥပုပ်ကျိုးနိုင်ပါတယ်။စေတနာနဲ့တကွနင်းတာမဟုတ်ပဲမတော်တဆနင်းမိတာမျိုးကတော့အပြည့်မရှိတဲ့အတွက်ဥပုပ်မကျိုးပါဘူးနော်။ အရှင်ဖေယသူများပတ်စံချေငါပြီးပြန်မဆက်တဲ့သူတွေက အပြစ်ဖြစ်ပါသလား VC လေးနဲ့ဖြေးချပေးပါဖေယတဲ့ကြည်ရတာအကျွေးချေတာပြီးပြန်မရလို့ဖြစ်မယ်နော်သူများကျွေးကို ယူထားပြီးတော့ပြန်မဆက်ဘူးဆိုရင်အပြစ်ဖြစ်တာပေါ့ခုတ်တကနိကေတုတ်တနိပတ်ပါဠိတော်ဥရကဝတ်ဝတလတုတ်မှာမြတ်စွာဘုရားကသူတော်ဘာစီကအကျွေးကိုယူထားပြီး ကျွေးရှင်ကပြန်တောင်းတဲ့အခါမှာကျွေးကိုပြန်မဆက်ဘူးဆိုရင်အဲ့ဒီသူဟာသူ့ရုပ်မှဖြစ်တယ်လို့ဟောကြားထားပါတယ်။ဒါကြောင့်သူတစ်ပါးကျွေးကိုယူထားပြီးဆိုရင်ပြန်ဆက်ပါပြန်မဆက်ဘူးဆိုရင်သူ့ရုပ်မှစရင်ဝင်နေတဲ့အတွက်အပြစ်ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖယားယဟန်တန်ကားတွေမိဘကိုရှီခိုးလို့ရလားဖယားတဲ့။ကြံခဲ့တဲ့၃ရက်လောက်တုန်းကနာမည်ကြီးဓမ္မကတိကတပါဟောတဲ့တရားကိုနားလိုက်ရပါတယ်။ ပုဂ္ဂိုလ်ကြီးထိခိုက်မှာဆိုလို့နာမည်တော့မပြောတော့ဘူးเนาะ तू ဟောတဲ့တရားထဲမှာ तू လဲမိဘကိုရှ िख ိုးကြောင်းယဟန်ဖြစ်တာကတပိုင်းမိဘကိုရှ िख ိုးတာကတပိုင်းယဟန်လဲမိဘကိုရှ िख ိုးတင်ကြောင်းဟောသွားပါတယ်ဓမ္မကတိကတွေတရားဟောတဲ့နေရာမှာတတိထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုရင်ဓမ္မကတိကမှားပြီဆိုရင်တရားနာပရိသတ်တွေလဲမှားကြမှာဖြစ်တယ်အဲ့ဒီလိုတရားနာပရိသတ်တွေအားလုံးမှားသွားပြီဆိုရင် ပြင်ဖို့ခက်တယ်နော်ဒါကြောင့်မဂဒေဝလင်္ကာမှာမန္လေဆရာတော်ဘုရားကဉာဏ်ရှိယောက်ျားမှားလက်တော့ခါဆေးလွန်နာကိုဆရာနောက်ဆက်ကုရခတ်သူဖြည့်၍အမြဲပြင်နိုင်ခဲ့၏လို့ဆက်ဆိုခဲ့တယ်ဓမ္မကတိကဆိုတာဉာဏ်ရှိယောက်ျားပဲသူမှားပြီဆိုရင်အားလုံးမှားကြမှာဖြစ်တယ်ဒါကြောင့်ဓမ္မကတိကတွေတရားဟောတဲ့နေရာမှာတတိထားဖို့လိုတယ်နော်ပရိဝါပါဠိတော်မှာ ယဟန်တွေမရှိခိုးကောင်းတဲ့အဝန္ဒီယပုဂ္ဂိုလ်25ယောက်ဆိုတာဖော်ပြထားတာရှိတယ်။အဲ့ဒီပုဂ္ဂိုလ်25ယောက်ကိုဥစဉ်အရင်ကတင်ပူပါတယ်နော်။အခုဒီမှာတော့အကုန်မပြောတော့ဘူး။အဲ့ဒီထက်ကတစ်ခုကိုပဲပြောမယ်။အဲ့ဒီ25ယောက်ထဲမှာအနုပတံပံနောယဟန်မဟုတ်သူဟူသည်မလို့ပါတယ်နော်။ယဟန်ဟာယဟန်မဟုတ်သူဟူသည်မကိုမရှိခိုးကောင်းဘူး။ယဟန်အချင်းချင်းပဲရှိခိုးကောင်းတယ်။ ်ယဟန်အချင်းချင်းတောင်မှကိုယ့်ထက်ဝါကြီးတဲ့သူကိုသာရှ िख ိုးကောင်းတယ်နော်အဲ့ဒီလိုအနုပတံပံသောယဟန်မဟုတ်သူဟုသမျှလို့ဆိုထားတဲ့အတွက်မိဘတွေဟာလူ့အကြောင်းတွေဖြစ်တာကြောင့်ယဟန်မဟုတ်တဲ့အတွက်မိဘတွေကိုယဟန်တွေမရှ िख ိုးကောင်းဘူးနော်